မင်္ဂလာပါဒေါက်တာချန်ကျမရေဘဟုသုတ Channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့အတူတူလေ့လာကြမယ့်အကြောင်းအရာကတော့မြန်မာပြည်မှာအဖြစ်များနေတဲ့ကင်ဆာရောဂါတွေအကြောင်းပဲဖြစ်ပါတယ်ဒီဘက်ခေတ်နောက်ပိုင်းမှာကျွန်တော်တို့ရဲ့စားသောက်နေထိုင်မှုတွေပြောင်းလဲလာတာနဲ့အတူကင်ဆာရောဂါဖြစ်တဲ့နှုန်းတွေလည်းအများကြီးတိုးလာပါတယ်အဲ့ဒီထဲကမှာကျွန်တော်တို့နိုင်ငံမှာအဓိကအဖြစ်အများဆုံးကင်ဆာရောဂါတွေအကြောင်းကိုအပိုင်းနှစ်ပိုင်းနဲ့ပြောပြပေးသွားပါမယ် မြန်မာနိုင်ငံမှာအဖြစ်များတဲ့အထူးသဖြင့်တော့အမျိုးသားတွေထဲမှာပေါ့နော်အမျိုးသားတွေထဲမှာအဖြစ်များတဲ့ကင်ဆာနံပါတ်1ကတော့အဆုတ်ကင်ဆာပါအဆုတ်ဆိုတာကကျွန်တော်တို့ရဲ့ဒီဘက်တစ်ချမ်းဒီဘက်တစ်ချမ်းကြောဘက်မှာရှိရပေါ့နော်အဆုတ်ကခန္ဓာကိုယ်မှာနှစ်ခုရှိရယ်ဘယ်နဲ့ညာဆိုပြီးတော့နှစ်ခုရှိတယ်အဆုတ်ကကျွန်တော်တို့ရဲ့အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့အားတွေကျွန်တော်တို့ဒီအောက်ဆီဂျင်တွေလဲလှယ်ပေးရတဲ့အားမျိုးတွေလုပ်ပေးတယ် ဆိုတော့အဲ့ဒီအစုံမှာပြဿနာတက်လာပြီဆိုလို့ရှိရင်အခုကျွန်တော်ပြောပြမယ့်လက္ခဏာလေးတွေရှိတတ်ပါတယ်။ဒီလက္ခဏာတွေကိုယ်မှာရှိနေပြီဆိုလို့ရှိရင်နားလေတကြွနဲ့ဆရာဝန်နေနဲ့ထေချာစမ်းသပ်စစ်ဆေးဖို့လိုအပ်ပါတယ်။ကျွန်တော်အစုံကင်စာရှိလာပြီဆိုရင်မောတတ်ပါတယ်။အစိုးကကျွန်တော်ခုနရှင်းပြခဲ့သလိုပါပဲအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့အားတွေကိုလုပ်ပေးတယ်ကျွန်တော်တို့အောက်ဆီဂျင် level တွေကိုထိန်းကြီးပေးတယ်ဆိုတော့အဲ့ဒီအစုံမှာပြဿနာတက်ပြီဆိုလို့ရှိရင်မောတတ်ပါတယ်အဲ့ဒီလိုမောတာကဘာမှ မလုံဖဲနဲ့ကိုမောနေတာပါဒုတိယတစ်ချက်ကတော့အဆုတ်ကင်ဆာဖြစ်လာပြီဆိုရင်ကျွန်တော်တို့ချောင်းဆိုးရပါတယ်အဲ့ဒီချောင်းဆိုးတာကနေတဆင့်ချောင်းဆိုးတာကနေသွေးစာလေးတွေလည်းပါတတ်ပါတယ်အဆုတ်ကင်ဆာကြောင့်ချောင်းဆိုးရဆိုလို့ရှိရင်ဆီးတွေနဲ့တော်ရုံတယုံတက်တာပွားလေးမရှိပါဘူးကျွန်တော်ပုံမှန်အားဖြင့်ချောင်းဆိုးပြီဆိုလို့ရှိရင်တော်တော်များများဆေးတောက်ကြတယ်ချောင်းဆိုးပြောင်းဆီးတွေတောက်တယ်ဆေးရည်တွေတောက်ကြတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုအဆုတ်ကင်ဆာကြောင့်ဖြစ်တဲ့ချောင်းက အဲ့လိုမျိုးချောင်းဆိုးပြောက်စေးတွေနဲ့တတ်တာသွားမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ကို့မှာကအဲ့ဒီလိုမျိုးစေးတွေစေးဝါးတွေစေးရည်တွေနဲ့မသက်တာတဲ့နာတာရှည်ချောင်းဆိုးဖြစ်နေပြီဆိုရင်သတိကြည်ကြည်ထားဖို့အကြံပြုချင်ပါတယ်။နံပါတ်3ကတော့ဒီအဆုတ်ကင်ဆာမှာတိတာတဲ့အချက်တစ်ခုပေါ့။ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဆုတ်ကင်ဆာရှိတယ်ပြီဆိုလို့ရှိရင်အလုံးကျိတ်တွေဖြစ်တာဟုတ်အဆုတ်ကင်ဆာဆိုတာအဲ့ဒီအလုံးကျိတ်တွေကအသံဝိုးသွားပြီးတော့ဖိမယ်ဆိုရင်အသံပြောင်းသွားရပါတယ်။ ်ကိုကအတန်အရန်လည်းမအောင်ဘူးစကားတွေလည်းအရန်မပြောဘူးလက်ချောင်းနာတာမရှိဘူးအဲ့လိုမျိုးဘာမှအကြောင်းရင်းရေရာရာ မရှိဘဲနဲ့အတန်ပြောင်းသွားတယ်အတန်ဩသွားတယ်ကိုယ့်ရဲ့ပင်ကိုယ်သာမဟုတ်တော့ဘူးဆိုလို့ရှိရင်သတိထားသင့်ပါတယ်အခြေခံအားဖြင့်တော့ဒီအချက်၃ချက်ကိုသတိထားပါဒီအချက်၃ချက်ရှိလာပြီဆိုရင်ဆရာဝန်နေနဲ့ဆွေးနွေးတိုင်ပင်ဖို့အကြံပေးချင်ပါတယ်ဒါဆိုလို့ရှိရင်အဖြစ်များဆုံးကင်ဆာနံပါတ်1ကိုဆက်ပြီးတော့ပြောပြပေးပါမယ် နံပါတ်1ကင်ဆာကတော့အသေးကင်ဆာဖြစ်ပါတယ်အသေးကင်ဆာဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာအင်မတန်မှကိုများပါတယ်လူတော်များများထင်ကြတာကအသေးကင်ဆာဆိုလို့ရှိရင်အရက်တောက်တာကနေတဆင့်ဖြစ်တယ်လို့ပဲထင်ကြတာများတယ်ပေါ့နော်အဲ့ဒီဟာဒီလေးရှင်းပြပေးချင်လို့ပါအသေးကင်ဆာဖြစ်စေနိုင်တဲ့အထက်မှာအသေးအောင်အတဝါပိုးတွေပါပါတယ်အထူးသဖြင့်တော့ဘီဘိုးပေါ့နော်အသေးအောင်အတဝါဘီဘိုးကိုတိကျမကူဘူးဆိုလို့ရှိရင်နောက်ပိုင်းမှာသူက အသေးကင်စာပြောင်းသွားတတ်ပါတယ်။အဲ့လိုပြောင်းသွားပြီဆိုလို့ရှိရင်ကိုယ်ရတာရအင်မတန်ခက်ပါတယ်။ကျွန်တော်တို့အသေးကသူကတိတ်တိတ်လေးပဲနေတဲ့ကိုယ်ဝင်ကအစိမ့်ပိုင်းဖြစ်ပါတယ်။သူသူကသူနဲ့ပတ်သက်လို့ရှိရင်လက္ခဏာတွေသူကတော်ုံတော်ုံမပြတတ်ဘူး။ ဒါပေမဲ့ကျွန်တော်တို့အသဲမှာပြဿနာတက်နေပြီဆိုလို့ရှိရင်ទីတာတဲ့အချက်လေးတွေရှိပါတယ်အဲဒါလေးတို့ကျွန်တော်တို့အတူတူလေ့လာကြည့်အောင်နံပါတ်၁ချက်ကတော့အသဲမှာပြဿနာတက်နေပြီဆိုလို့ရှိရင်ကျွန်တော်တငွေ့ငွေ့လေးဖျားနေတယ်ပါတယ်ငွေ့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 လေးဖျားတတ်တယ်အဲ့လိုဖျားတာကကျွန်တော်တို့ပဋိပေါ့နော်အဖျားပြောင်စီပါရာစီတမောပေါ့အဲ့လိုအမျိုးတွေတောက်တယ်ဒါပေမဲ့မသက်သာတော့အောင်ဖျားနေတာပဲအဲ့လိုဖျားတာနာတာရှည်ဖြစ်လာပြီပေါ့ဒါဆိုလို့ရှိရင်သတိထားပါဒုတိယချက်ကတော့အသဲကင်ဆာဖြစ်နေပြီဆိုရင် ကျွန်တော်ခုနကနာရလိုလိုဒီနန်းနာရလိုလိုအဲ့လိုမျိုးပေါ့သူကနေလို့ထိုင်လို့မကောင်းမင်းနဲ့နာကျင်တဲ့ဝေဒနာကိုခံစားရတတ်ပါတယ်အဲ့လိုနာကျင်တဲ့ပြဿနာကအပိုက်ခဲပျောက်စေးတွေနဲ့လည်းတတ်တာသွားမှာမဟုတ်ပါဘူးဒါကြောင့်မလို့အဲ့လိုမျိုးနာကျင်တဲ့ဝေဒနာတွေတချောင်ချောင်ဖြစ်နေတာတွေဝင်းဝင်းလေးဖျားနေတာတွေဆိုလို့ရှိရင်တော့သတိထားသင့်ပါတယ်အတဲ့ကင်းဆောင်မှာအတိအသဆုံးချက်ကတော့အသားအယောင်တွေပြောင်းသွားတတ်ပါတယ်အသားအယောင်မွေးချောချောဖြစ်လာတာမျိုးကိုယ်လေးချင်းကြလာတာမျိုးဒီလက္ခဏာတွေပေါ်လာပြီဆိုလို့ရှိရင်အသေးကင်ဆာကိုသတိချက်တင်ပါတယ်အသေးကင်ဆာမဟုတ်သည့်တိုင် ခန္ဓာကိုယ်မှာတခြားပြဿနာတွေရှိနေတာဖြစ်နေနိုင်ပါတယ်။ဒါကြောင့်မလို့သတိထားဖို့လိုပါတယ်။နံပါတ်3ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်များတာအစာအိမ်ဦးလန်းချောင်းကင်ဆာပဲဖြစ်ပါတယ်။အစာအိမ်ကင်ဆာဖြစ်စီတဲ့အထက်မှာအစာအိမ်ရောဂါလည်းပါပါတယ်။ကျွန်တော်တို့အစာအိမ်ရောင်နဲ့လူတွေလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာအရန်ပေါ်ပါတယ်နော်။အစာရောင်တာကိုသေချာစနစ်တကျကုမှုလိုပါတယ်။အစာရောင်တာကသေချာမကုဘူးဆိုလို့ရှိရင်နောက်ပိုင်းမှာ chronic gastritis လို့ခေါ်တဲ့နာတာရှိတဲ့အစာရောင်တာကိုပြောင်းသွားတတ်ပါတယ်။ အဲ့လိုနာရရှိရဲ့စာရင်ရောင်းတာကောင်းနေတဆင်အစာရင်မှာအနာတွေဖြစ်လာပြီးတော့နောက်ပိုင်းမှာကင်ဆာဖြစ်သွားတတ်ပါတယ်။ဒါအပြင်ဦးလန်းချောင်းအစာရင်ဦးလန်းချောင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဦးသိန်းလေးဦးမာရွှေလေးဒီလိုမျိုးနေရာတွေမှာလည်းကင်ဆာဖြစ်တတ်ပါတယ်။အဲ့ဒီကင်ဆာရဲ့လက္ခဏာတွေကတော့ကျွန်တော်တို့စားလိုက်တော့လိုက်လို့ရှိရင်ရှင်ပြည့်ရင်ခဲဖြစ်တာမျိုးအစာမချေတာမျိုးဝမ်းခရခရတော်တာမျိုးဝမ်းပြတ်တာမျိုးဝမ်းသွားသွေးပါတာမျိုးဒီလိုမျိုးအစာရင်ဥလန်းချောင်းနဲ့ပတ်သက်တဲ့ရောဂါလက္ခဏာလေးတွေပြတတ်ပါတယ်ဒီကင်ဆာ၃မျိုးကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာ ထူးသဖြင့်တော့အမျိုးသားတွေမှာဖြစ်များတဲ့ကင်ဆာဖြစ်ပါတယ်။ဒီနေရာမှာထပ်ပြီးတော့ကျွန်တော်ရှင်းလင်းပြောပြချင်တာကတော့ဒီကင်ဆာ၃မျိုးပဲဖြစ်ရမယ်လို့ပြောတာမဟုတ်ပါဘူး။တခြားကင်ဆာတွေလည်းဖြစ်နိုင်ခြေအများကြီးရှိပါသေးတယ်။ဒီကင်ဆာ၃မျိုးကတော့အမျိုးသားတွေမှာအဖြစ်များတဲ့ကင်ဆာပေါ့။အမျိုးသားတွေမှာနောက်ပြီးတော့ဒီလိုမျိုး CJ ကင်ဆာမျိုးတွေလည်းဖြစ်တဲ့တည်တာလေးတွေကိုလည်းသတိထားဖို့လိုပါတယ်။အေးဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒုတိယပိုင်းအနေနဲ့အမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာအကြောင်းကိုဆက်ပြီးတော့ကြည့်ကြအောင်။ အမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာကခုနပြောပြခဲ့တဲ့ကင်ဆာ၃မျိုးအပြင်အမျိုးသမီးတွေမှာကမျိုးပွားအင်ကာပါတာဖြစ်တဲ့အတွက်ကျွန်တော်ရှင်သားကင်ဆာလိုမျိုးတိုင်ကောင်းကင်ဆာလိုမျိုးမျိုးဦးအင်ကင်ဆာလိုမျိုးဒီလိုမျိုးကင်ဆာတွေပါထပ်တွန်းပြီးတော့ဖြစ်တတ်ပါတယ်ရှင်သားကင်ဆာအတွက်ကျွန်တော်တို့ရှင်သားကိုအမြဲမပြတ်စောင့်ကြည့်နေဖို့လိုပါတယ်။ကိုယ့်ရဲ့ရှင်သားကိုသေချာစမ်းသပ်ပါအလုံးအကြည့်လေးတွေးလာပြီးဆိုတာနဲ့နောက်လည်းတကြွနဲ့ဆရာဝန်လေးနဲ့စမ်းသပ်ဆွေးနွေးဖို့လိုအပ်ပါတယ်။ယောဂဆောဆောသိဆောဆောကုလို့ရှိရင်ကျွန်တော်တို့ရလက်ခေါင်းတွေအများကြီးရနိုင်ပါတယ်။ ဒါကြောင့်မလို့ဒေချာလေးကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ပြောင်းလဲလာတဲ့အပြောင်းအလဲတွေကိုဒေချာသတိထားမိအောင်စောင့်ကြည့်ဖို့လိုအပ်ပါတယ်မျိုးဝင်ကင်ဆာတိုင်ကောင်းကင်ဆာတွေအတွက်တိုင်ကောင်းကင်ဆာတွေကျွန်တော်တို့ကာကွယ်ဆေးထိုးလို့ရပါတယ် HPV vaccine ကာကွယ်ဆေးရှိပါတယ်အဲ့ဒီကာကွယ်ဆေးထိုးထားမယ်ဆိုလို့ရှိရင်တိုင်ကောင်းကင်ဆာကိုအထိုက်လျောက်ကာကွယ်ပေးနိုင်ပါလိမ့်မယ်အမျိုးသမီးတွေမှာဖြစ်များတဲ့ကင်ဆာတွေအကြောင်းပြောပြခဲ့တာပါအမျိုးသမီးတွေမှာ ပထမဆုံးတစ်ချက်ပေါ့နော်ကျွန်တော်တို့အသေးအသေးကင်စာအဆုတ်ကင်စာအစာရေဦးလန်းချောင်းကင်စာအပြင်ရှင်သားကင်စာတို့မျိုးဝင်ကင်စာတိုင်ကောင်းကင်စာဒီလိုမျိုးကင်စာတွေလည်းဖြစ်တတ်ပါသေးတယ်ဒါကတော့ကျွန်တော်တို့နိုင်ငံမှာအဖြစ်များတဲ့ကင်စာယောဂါတွေအကြောင်းကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ပေါ့နော်ရှင်းပြချင်တာကဒီကင်စာ၅မျိုးပဲရှိတယ်လို့ပြောတာမဟုတ်ပါဘူးကျွန်တော်တို့သွေးကင်စာတွေဒီပေါ့ဒီအစာရေအစာရေမျိုးပြောကင်စာတွေဒီလိုမျိုးကင်စာတွေလည်းရှိတတ်ပါသေးတယ်ဒါတွေလည်းဖြစ်တတ်ပါသေးတယ် အဓိကအဖြစ်ကျွန်တော်တို့ကင်ဆာကယောဂဆောဆောစီစီသီးဆောဆောစီစီခုဆောဆောစီစီအခြေအနေကောင်းနိုင်ပါတယ်။ဒါကြောင့်မလို့ကင်ဆာရဲ့ရှည်ပြီးယောဂလက္ခဏာတွေကိုသင်ချာလေးနားလည်ထားဖို့လိုပါတယ်။ဒါကြောင့်မလို့ကျွန်တော်အဲ့ဒီကင်ဆာယောဂဖြစ်လာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်မှာပြတတ်တဲ့လက္ခဏာတွေအကြောင်းအသေးစိတ်ပြောပြပေးထားတာဒီနေရာမှာရှိပါတယ်ဒီဟာလေးမှာစာတန်းလေးပေါ်လာပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကြည့်ရှုလို့ရပါတယ်။အဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒါကကျွန်တော်တို့မြန်မာနိုင်ငံမှာအဖြစ်များတဲ့ကင်ဆာရောဂါတွေအကြောင်းကိုဗဟုသုတအနေနဲ့ ဝင်မြပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုကနေဗဟုသုတတစ်ခုခုရတယ်ဒီဗီဒီယိုကကိုယ့်အတွက်အသုံးဝင်တယ်ဆိုလို့ရှင်တော့ like လုပ်ပေးပါနောက်ပြီးတော့ comment ရေးပေးဖို့လည်းမမေ့ပါနဲ့ကိုယ့်ငွေချင်းမိတ်ဆွေတွေတရားလဲ share ပြီးတော့ဝင်မြပေးပါဒီလိုတဲ့အကြောင်းအရာတွေမိမြင်ချင်တာတွေကွန်မန့်မှာဝင်ရောက်ရှိသားလို့ရပါတယ်။တော်တော်များများလာမိကြတဲ့ကျွန်တော်နဲ့စီကံပြချင်လို့ဆိုပြီးမိထားတာတွေရှိပါတယ်။လက်တော့တော့ကျွန်တော်စီကံမထိုင်သေးပါဘူး၊လူနာမချိသေးပါဘူး။စီကံပြန်ထိုင်ဖြစ်တယ်။အွန်လိုင်းကနေလည်းကြီးဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်အချိန်နဲ့တပြေးညီ အကြောင်းကြားပေးသွားပါမယ်ပြီးဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါအောင်မယ်သုံးစံတိုင်းပဲ stay happy and healthy peace